ျွန်တော်တို့ဒီဒါကတော့ဒီလို site တွေကတော့ကြိုက်တယ်မိမိကြိုက်နေတတ်တာနဲ့တိုက်ဆိုင်လို့ရှိရင်လည်းထိုးပေါ်ဗျာဟောတတိယနေနဲ့ခြေပြန့်လာဖြစ်တဲ့အတွက်เนาะခြေပြန့်လာဖြစ်တဲ့အတွက်အဲ့ပုံစံနေထားမှာတော့ရှိတယ်เนาะအဲ့ပုံစံနေထားမှာတော့ရှိတယ်ဆိုတော့ကျွန်တော်စောစောပိုင်းတော့ဟာအာဒီပထမဆုံးပို့တင်တဲ့ခါပေါ့เนาะပို့တင်တဲ့ခါမှာကျွန်တော်တို့ဒီတုံညာနေနေပေါ့เนาะသုံးလုံးပေါင်းကြီးဒီတုံညာနေနေသုံးလုံးပေါင်းကြီးဒီလေးပေါ့เนาะ ုံးလုံးပေါင်းကြီးဒီလေးဒါသုံးလုံးပေါင်းကြီးဒီခွန်နော်သုံးလုံးပေါင်းကြီးဒီလေးသုံးလုံးပေါင်းကြီးဒီခွန်6ခွန်ကသုံးလုံးပေါင်းကြီးဒီ8 6တုံညာတုံညာသုံးလုံးပေါင်းကြီးဒီ9တုံညာတုံညာသုံးလုံးပေါင်းကြီးဒီ9 4တုံတုံသုံးလုံးပေါင်းကြီးဒီတုံညာခွန်ကနေသုံးလုံးပေါင်းကြီးဒီ4နော်4 8 8သုံးလုံးပေါင်းကြီးဒီတုံညာဒါ6ခွန်2သုံးလုံးပေါင်းကြီးဒီခွန်ဆိုပြီးတော့နော်သုံးလုံးပေါင်းကြီးဒီခွန်ဆိုပြီးတော့ရေးခဲ့တယ်အဲ့ဒီတက်ကမှာကျွန်တော်တို့ကဒီ2 6ကနေစတာပေါ့နော်ဒီတုံညာ2တုံညာနေသုံးလုံးပေါင်းကြီးဒီ4ကိုတော့ဒီမှာစခဲ့တဲ့တည်း တလုံးပေါင်းကြီးဒီ၈၈ကိုကျွန်တော်တို့နှလုံးပေါင်းကြီးဒီ၆နဲ့ပေါင်းလို့ရှိရင်လေးလို့တလုံးပေါင်းကြီးလေးကိုဗရိတ်၈နဲ့၆နဲ့ပေါင်းလို့ရှိရင်လေး၈ခွန်နဲ့တလုံးပေါင်းကြီးဒီခွန်ကိုဗရိတ်၄နဲ့ကျွန်တော်တို့၈တလုံးပေါင်းကြီးဒီ၅နဲ့ပေါင်းလို့ရှိရင်ခွန်နော်၆ခွန်ကတလုံးပေါင်းကြီးဒီ၈ကိုကျွန်တော်တို့ဗရိတ်၅နဲ့ကျွန်တော်တို့၈၈နှလုံးပေါင်းကြီး၈နှလုံးပေါင်းကြီး၃နဲ့ပေါင်းလို့ရှိရင်၈နော်၅၃ည၅၅၅၅၃ည၃တလုံးပေါင်းကြီးဒီ၅ကိုဗရိတ်၄နဲ့ကျွန်တော်တို့၈နှလုံးပေါင်းကြီး၄နဲ့ပေါင်းလို့ရှိရင်၅၄၃၃တလုံးပေါင်းကြီးဒီ၃ညကိုကျွန်တော်တို့ အလုံးမောင်းကြီးဒီနှစ်နဲ့ရှင်းနေပေါလို့ရှိရင်ရှင်းလုံးမောင်းရှင်းနေပေါလို့ရှိရင်တုံညအခါခွန်ကားနဲ့သုံးလုံးမောင်းကြီးဒီလေးကိုကျွန်တော်တို့၆၆နဲ့သုံးလုံးမောင်းကြီးဒီလေးလေးကိုကျွန်တော်တို့ရှင်းလုံးမောင်းကြီး၁၀နဲ့ပေါလို့ရှိရင်လေးနော်အခါလေးရှိရှိသုံးလုံးမောင်းကြီးဒီ၁၀ကိုကျွန်တော်တို့ဒီရှိဗရိတ်ခွန်နဲ့ပေါလို့ဗရိတ်ခွန်နဲ့ရှင်းလုံးမောင်းကြီး၃နဲ့ပေါလို့ရှိရင်နော်ရှင်းလုံးမောင်းကြီး၃လို့မှတ်ခဲ့ပေါ့၃နဲ့ပေါလို့ရှိရင်တုံညပေါ့နော်အဲ့ဒီတုံညလို့ကျွန်တော်တို့၆ကွက်မှာ၂၄၆ကစားတယ်၂၄၆ကစားတဲ့တော့ကအဲသူ့ကိုတခါတည်းဆိုကျွန်တော်တို့ကဟိုလိုပေါ့ အပိတိယူလို့မရဘူးဆောက်ကောက်တော့အပိတိကောဟိုပေးခဲ့တယ်ပေါ့တကွက်ထဲရတော့နော်အခုတကွက်ထဲတော့ပေးခဲ့တယ်ဆယ်မူလောက်ဆိုရင်တော့မစိုးဘူးပေါ့နော်အဲ့လိုပုံစံနဲ့ဆယ်မူလောက်ဆိုရင်တော့မစိုးသေးဘူးအဲ့ဒီမှာတို့ဒီမှာက6ထိစီဒီမှာက9ထိစီဒီမှာက9ထိစီဒီမှာက9ထိစီဒီမှာက3ထိစီဒီမှာက3ထိစီဒီမှာက6ထိစီဒီမှာက6ထိစီနော်ဒါသူ့နဲ့သူ့ရဲ့နောက်မှာပဲကက်ရက်ပဲနော်ဒီကက်ရက်ပါလာလို့နည်းနည်းစိတ်ဝင်စားစရာလေးတော့ခုတော့ရှိတယ်ပေါ့နော် ဒါတွေကိုတကယ်လွတ်လွတ်လပ်လပ်လာမှမကြည့်ပါနော်6555 338 6ဆိုပြီးတော့နော်6555 338 6ဆိုပြီးတော့ဟိုလေလာရတာပေါ့နော်လာတာတော့သူအတူတူပဲလာတာပေါ့နော်လာတာအတူတူပဲလာတယ်ကျွန်တော်တို့ကဒီနေ့လေး6ကစမှာဖြစ်တယ်လေစီသနုံပေါင်းကြီး3နဲ့ပေါ့နော်အဲ့မှာကျွန်တော်တို့9 3 3သုံးလုံးပေါင်းကြီးဒီ9 3 3သုံးလုံးပေါင်းကြီးဒီ10 10ကိုကျွန်တော်တို့8နဲ့ပေါင်းလို့ရှိရင်10ကို8နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့6လို့ဖြစ်တယ်အဲ့ဒီတော့ကျွန်တော်တို့8နဲ့စီသနုံပေါင်းကြီး6နဲ့ တပွဲပြီးတယ်ပေါ့နော်တပွဲပြီးတယ်5 3 6 5 3 3ညာ3လုံးပေါင်းကြီး8ကိုကျွန်တော်တို့8 9ပေါင်းလို့ရှင်ကျွန်တော်တို့9လို့ဖြစ်တယ်ဒါကကျွန်တော်တို့8ပေါင်းရင်9နဲ့8 9ဆက်ဘွက်ပေါ့နော်အ3 4 8 3လုံးပေါင်းကြီး9 9ကိုကျွန်တော်တို့8 10နဲ့ပေါင်းလို့ရှင်လေကျွန်တော်တို့9ပေါ့နော်အဲ9ဒီကျွန်တော်တို့8 10နဲ့8လုံးပေါင်းရင်3နဲ့အဲတကွက်ပြီးတယ်ဆက်ကွက်ဆိုင်ပေါ့နော်တကွက်ပြီးတယ်ပေါ့695ဒီမှာလဲကျွန်တော်တို့653လုံးပေါ့နော်ဒီမှာလဲကျွန်တော်တို့3ည ၃6ဆောင်း၃လုံးပေါင်းကြီးဒီနှစ်နှစ်ကိုကျွန်တော်တို့ဘာတုံးတဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့၅လို့ဖြစ်တယ်ပေါ့နော်၅လို့ဖြစ်တယ်သူ့မှာလည်းဘာပေါင်းကြီးတုံးတဲ့ရှင်းလုံးပေါင်းကြီး၄နဲ့ဒါဆက်ွက်မှုပေါ့နော်ဆက်ွက်မှုဒီမှာက6953 653လုံးလုံးပေါ့နော်653လုံးလုံးလုံး8 3 6 3လုံးပေါင်းကြီးဒီ၄၄ကိုကျွန်တော်တို့ဘာကိုနဲ့ပေါင်းလို့ရှိရင်၃ပေါ့နော်ဘာကိုနဲ့ပေါင်းလို့ရှိရင်၃ဘာပေါင်းကြီးကို6ပေါင်းကြီး8ဆက်ွက်မှုပေါ့နော်ဒီမှာလည်းကျွန်တော်တို့6 3လုံး3လုံးပေါင်းကြီးဒီ8 8ကို နှစ်နဲ့ပေါင်းလို့ရှိရင်ခွားနှစ်နဲ့ပေါင်းလို့ရှိရင်ထုံညပေါ့နော်ရှစ်ကိုခွားနှစ်နဲ့ပေါင်းလို့ရှိရင်ထုံညဆောင်း၅သုံးလုံးသုံးထုံညရှစ်ပေါ့နော်အခုကရှစ်လဲပေါ့နော်ဆောင်း၅သုံးလုံးသုံးထုံညရှစ်ရှစ်ဆိုတော့ကျွန်တော်တို့ဆောင်းသုံးလုံးသုံးလုံးဆောင်းဆောင်းကိုသုံးလုံးပေါင်းကြည့်ဒီတစ်တစ်ကိုကျွန်တော်တို့ရှစ်ဖြစ်ဖို့အတွက်ခွားခွန်ရှစ်ကိုခွားဖြစ်ဖို့အတွက်ခွားခွန်ဆိုတော့ကျွန်တော်တို့ရှင်းနှလုံးပေါင်းကြည့်ဒီသုံးကွာပေါင်းရင်းဒီကျွန်တော်တို့ခွန်ပေါ့နော်။သူကကျွန်တော်အထင်ကတော့အဲ့လောက်ပဲအရှင်ပြေနိုင်တယ်ပေါ့နော်။အဲ့လောက်ပဲအရှင်ပြေနိုင်တယ်။ဒီ၆ကွဲမူကြီးကို ကျွန်တော်တို့ခုနကမူကြီးကိုနော်ခုနကမူကြီးကိုကင်ဖို့ဆိုတာကတပေါက်သေးတော့မလွယ်တော့ဘူးเนาะအထင်ကကျွန်တော်အထင်ပြောပြတာပေါ့ဗျာမလွယ်တော့ဘူးဟိုပေးကောင်းရင်လည်းပေးနိုင်တယ်ပေါ့နော်ပေးကောင်းရင်လည်းပြောလို့တော့မရဘူးဒါပေမဲ့အဲ့မှာကျွန်တော်တို့ဟိုဆရာတော်တော်များများတင်လာတယ်အဲ့ဒါ3000ပေးလို့9000ပေးလို့ပေါ့နော်ကျွန်တော်လည်းတင်လာပါတယ်3000ပေးလို့9000ပေးလို့အဲ့သူနဲ့တထထဲလာတဲ့ site ကတော့ကျွန်တော်ဟိုဆရာ QD ပေါ့နော်ဆရာ QD ကတော့ကျွန်တော်ဟိုကျွန်တော် ဒီသူကတော့ဒီ line ပေါ်တင်ဖို့သူခင်ပြုတ်တယ်လားမပြုတ်သလားတော့မသိဘူးเนาะကျွန်တော်သူမမေးမမေးရတယ်အနေရကလေးရဆရာမနေ့ကမနေ့ကရှစ်ထိတ်မထွက်တာလဲဆင်း line ပေါ်တက်မလာတော့ဘူးเนาะနေ့ကမထွက်တာရှေ့မထွက် line ပေါ်တက်လာအဲ့သူကကျွန်တော်ဟိုလက်ထိတ်စီးလေးနဲ့လက်ထိတ်စီးလေးနဲ့သူက၅နောက်ပိတ်လေးနဲ့เนาะလက်ထိတ်စီးလေးနဲ့လေးထိပ်စီလေးနဲ့ငါးနောက်ပိတ်လေးနဲ့ပို့ထားတယ်။အဲ့တော့သူကငါးနောက်ပိတ်လေးနဲ့လေးထိပ်စီလေး။သူကဒီဓာတ်နဲ့တက်ထက်လာတာပဲ။အဲ့သူလေးထိပ်စီကိုပဲနင်းမလား။ငါးနောက်ပိတ်ကိုပဲနင်းမလား။နော်။ ၄ဒေသီနင်းမလား၅နောက်ပေးကိုနင်းမလားဆိုကျွန်တော်တို့သဘောတရားဒီ၄ဒေသီနဲ့၅နောက်ပေးနဲ့ကျတော့ကျွန်တော်တို့ဒီဘွားခွန်နဲ့ကျတော့အဆင်မပြေတော့ဘူးပေါ့နော်ဒါသူ့ကိုပြန်ဖြဲပြီးကျွန်တော်ထည့်မယ်ဆိုရင်၄၉၃ပေါ့အဲတော့၅နောက်ပေးနဲ့ဆိုရင်ကျွန်တော်တို့၂၆၅ပေါ့နော်၂၆၅ဒီမှာကျွန်တော်တို့ဒါကျွန်တော်ခုတင်ပြလိုက်တဲ့အိုက်ထဲကနေမှကျွန်တော်ဒီလုံယူကြည့်မယ်ပေါ့ဗျာနော်လုံယူကြည့်မယ်ပေါ့ဖြစ်နိုင်ဟိုမဖြစ်နိုင်တာကတခဏတာပေါ့နော်ကျွန်တော်တို့ဒီဟိုဟော၆ကက်ကိုခုနကက်ကိုခုနကက်နဲ့တွားကြည့်တာပေါ့နော်ခုနကက်ကိုခုနကက်နဲ့တွားကြည့်တဲ့ခါကျတော့ကျွန်တော်တင်ပြထားတဲ့ ဒါဒီသုံးလုံးပေါင်းကြီးဒီ5တုံညာသုံးသုံးလုံးပေါင်းကြီးဒီ8 8ကိုကျွန်တော်တို့ဒီသုံးနဲ့ပေါင်းလို့ရှိရင်1ဆိုပြီးတော့เนาะဒီသုံးနဲ့ပေါင်းလို့ရှိရင်1အဲ့ကြတော့4က8ပေါင်းကြီး6က8ဒါတလုံးနဲ့ရတာနဲ့ပြီးသွားရောเนาะတလုံးနဲ့ရတာနဲ့ပြီးသွားရောသူကเนาะအဲ့ကြတော့4 6လို့ဒီခွဲထက်ရောဒါ5တုံညာ5တုံညာတုံညာသုံးလုံးပေါင်းကြီးဒီ5ကိုကျွန်တော်တို့နှလုံးပေါင်းကြီးဒီ6နဲ့ပေါင်းလို့ရှိရင်1အဲ့ကြတော့1က8ပေါင်းကြီးက9ခွန်ဒါ3 4ဒီခွဲပြီးသွားရောเนาะဒါက3 3 8သုံးလုံးပေါင်းကြီးဒီ4 4ကိုကျွန်တော်တို့2နဲ့9နဲ့ပေါင်းလို့ရှိရင်ခွန်ခွန်ကို4နဲ့ပေါင်းလို့ရှိရင်1 ငါးခါစီပေါင်းခြင်း၃ပါတစ်စဲဒါတကွက်ပြီးသွားရောเนาะဒီမှာလည်းကျွန်တော်တို့၄၃ညနှလုံးပေါင်းကြီးဒီ၄၄ကို၆နဲ့ပေါင်းလို့ရှိရင်၃ည၃ညကို၅နဲ့၆နဲ့ပေါင်းလို့ရှိရင်၁အဲ့၃ညကို၁နဲ့ပေါင်းလို့ရှိရင်၁အ၆ခါစီပေါင်းခြင်း၄ကွာ၃၁၆ကတကွက်ပြီးသွားတာဗောနော်ဒီမှာလည်းကျွန်တော်တို့၆၈၆သုံးလုံးပေါင်းကြီးဒီ၃ည၃ညကိုကျွန်တော်တို့ဒါ၁နဲ့ပေါင်းလို့ရှိရင်၁အဲ့ကျတော့၅ခါစီပေါင်းခြင်း၈ကွာ၉၃ခါ၆တကွက်ပြီးသွားရောနော်ဒီမှာလည်းကျွန်တော်တို့၆ ၃ည၆၆နော်၆၆၃ညဒုလုံးပေါင်းကြီးဒီနှစ်ကိုကျွန်တော်တို့ကိုးနဲ့ပေါင်းလို့ရှိရင်တစ်ဆိုတော့ကျွန်တော်တို့၄ခန်း၈ပေါင်းကြီး၃၀ကွာနှစ်ဒါဆိုကိုကျွန်တော်ကိုကြီးပေါက်ကြည့်ဖြစ်ပါစီပါဟုတ်ကဲ့ကိုကြီးပြောဒါဆိုကိုကျွန်တော်ပြီးခဲ့တဲ့ဘက်ကဟိုချက်ထွက်ပြီးတဲ့ခါကျတော့၆လေးချက်မှစိတ်တဲ့အကြီးကြီးကျတယ်ဆိုတော့ကျွန်တော်မလိုင်းကျတာဘူးဟိုမြင်းနဲ့ရတယ်ထိုးမယ်ဆိုတာလည်းပါတယ်ရေးထားတယ်ဒါပေမဲ့တိုင်ဟိုထိုးတဲ့ခါကျတော့မက်ဆေ့ချ်ရတဲ့ခါကျတော့ပါမသွားလို့ဆိုတော့အခုမကြိုက်လို့ပယ်ထားလို့ ဒါကိုမထွက်ခင်ကပဲထားလို့မကြိုက်လိုက်လို့ထိုးတာမပေါက်တာကအိတ်လွမ်းစရာမရှိဘူးဒါတတိတိမှာတော့နော်တစ်ဖက်မပေါက်တစ်ဖက်ပေါက်လိမ့်မယ်ဟုတ်ဘူးလားအဲ့လိုပုံစံနဲ့ဒါပေမဲ့ကြိုက်လဲကြိုက်တယ်ထိုးမယ်လို့လည်းဆောက်ရဲပုံမှာချရေးထားတယ်မက်ဆေ့ရိုက်တဲ့ကောင်မှာပါမသွားတာကိုကျွန်တော်ကအဲ့ဒါကိုကျွန်တော်ကဒေါသဖြစ်မိတာပေါ့နော်ကန်ကန်ကန်ပေါ့ဗျာနော်အဲ့ကြတော့ကျွန်တော်အခုဒီမှာလဲဒါသုံးလုံးပေါင်းကြီးဒီ66သုံး669 669သုံးလုံးပေါင်းကြီးဒီ1နော်669သုံးလုံးပေါင်းကြီးဒီ1တစ်ကိုကျွန်တော်တို့ဒီမှာဟိုကကျွန်တော်တို့တစ်ဖြစ်နေတာပေါ့နော်တစ်ကိုကျွန်တော်တို့10နဲ့ပေါင်းလို့ရှိရင် အဲကျွန်တော်တစ်ပေါ့နော်အဲ့မှာလည်းကျွန်တော်တို့6ခါတခုပေါ့6ခါဆိုတော့ကျွန်တော်တို့လာတာက6ခါလာတယ်ကရှေးပေါင်းချင်း3လာမယ်နောက်ဝင်ရှေးပေါင်းချင်း8လာမယ်တို့ဝါခွန်ဆိုရင်960ဒါခွားခွန်ဆိုရင်26နော်အဲ့လိုလာတယ်ရှေးပေါင်းချင်း3ရှေးပေါင်းချင်း8ဒါခွန်960တောင်ပါမတော့ဘူးနော်ရှေးပေါင်းချင်း3ဝါပေါင်းချင်းခွန်ရှေးပေါင်းချင်း8ဝါပေါင်းချင်း3ဒီ3နဲ့8နဲ့ကဒီနောက်ပိုင်းလေးကြာမှာကျွန်တော်ခေါ်ပြပြမယ်နော်ပါဝါဖြစ်တဲ့အတွက် အဲ့တော့ရှေးပေါင်းချင်း၃ကိုလည်းပေးရင်လက်ခံပဲရှေးပေါင်းချင်း၈ကိုလည်းပေးရင်လက်ခံပဲဒါတတိယရဲ့ထုံးစံပဲဒုတိယရဲ့ထုံးစံပဲဘယ်အားပေးပြီးကျွန်တော်တို့ငင်းလို့တော့မရဘူးပေါ့နော်အဲ့ဒီမှာ तू ကဒါကျွန်တော်ခု၆ခါပေါ့ဗျသဘောထားကျွန်တော်တို့တည်ကြည့်တာပေါ့နော်ရှေးပေါင်းချင်း sorry ရှေးပေါင်းချင်း၃ပေါ့နော်ရှေးပေါင်းချင်း၃အဲ့တော့ဒီမှာရှေးပေါင်းချင်း၃ခါပေါင်းချင်းခွန်းခါပေါင်းချင်းခွန်းခါပေါင်းချင်းနှစ်ဖြစ်သွားတာနော်အဲ့ဒီမှာလည်းကျွန်တော်တို့ဒီခုနကပြောခဲ့တဲ့ဒါလေးထေးဒါဖိတ်နေနော်ဟို အယူဆကတိတ်မတည့်ချင်ဘူးပေါ့အယူဆကတိတ်မတည့်ချင်ဘူးအဲအဲ့ဒီပုံစံအလားမလိုရှိတယ်ခုနကတည်းကကျွန်တော်တို့ဒီစောစောပိုင်းကကျွန်တော်ပြောခဲ့တဲ့ဒီ6နောက်ပိနဲ့ဒီ9နဲ့ပေါင်းလို့ရှိရင်6နောက်ပိနဲ့9နဲ့ပေါင်းလို့ရှိရင်3ပေါ့9နဲ့6နဲ့ပေါင်းလို့ရှိရင်3 3ကိုကျွန်တော်တို့ရှင်းလင်းပေါင်း8နဲ့ပေါင်းလို့ရှိရင်1ဆိုပြီးတော့1 6ပြောင်းမှာရေးပေးထားတယ်ပေါ့နော်အဲ့အရာလေးလေးပြလိုက်မှာသူကဒါဒီလိုမှလုပ်လို့ရတယ်ဆိုတော့သူကအဖြေပေါ်တာပေါ့အဲ့လိုပုံစံနဲ့ရှင်းပေါင်းချင်း၃နဲ့လဲ၅ခွန်နဲ့လဲရတယ် ဒါပေမဲ့ခုနပြောသလိုအလုံးစံလေးအခုချိန်မှာထည့်လို့မရဘူးအလုံးစံနဲ့ထည့်လို့မရဘူးအလုံးစံထည့်လိုက်လို့ရှိရင်တော့ကဏ္ဍကတပေါက်ထည့်ရတာဖြစ်နိုင်တော့เนาะအဲ့ပုံစံလေးသားမျိုးလေးဒါကြောင့်အခုဒီမှာကကျွန်တော်တို့ရှေးပေါင်းချင်းတီသုံးဒါဘွားပေါင်းချင်းတီခွန်ပေါ့เนาะဘွားပေါင်းချင်းတီခွန်အဲ့ဒါကိုကောကိုချရေးပြီးတော့ဆင်းကြည့်လိုက်ပေါ့ဗျာချိုက်တဲ့ကဏ္ဍပါလို့ရှိရင်လေဒါခုနကျွန်တော်ပြောသလိုပဲ200ဘူး900ဘူးပေါ့ဗျာเนาะဟိုအချိုက်တဲ့ကဏ္ဍမကြိုက်ဘူးဆိုလည်းကျွန်တော်တို့ကြားမှာတိတ်ထိုးเสียရမလို့ပေါ့ဗျာเนาะအာလိုက်ကဟိုဒီ 6ကခွန်တက်ကတည်းကအခုကရိုးရိုးပြည့်စည်ခေါ်တာပေါ့နော်ရိုးရိုးပြည့်စည်တာကျွန်တော်တို့အချိန်မီးပြတ်နိုင်တယ်အချိန်မီးပြတ်နိုင်တယ်ပေးလည်းပေးလို့ရတယ်ကျွန်တော်တို့လိုချင်တဲ့ဟိုစီးတော့မဟုတ်ဘူးစီးကြောတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်တို့လိုချင်တဲ့စီးကြောတော့မဟုတ်ဘူးအဲ့လိုဖြစ်တဲ့အတွက်အချိန်မီးပြတ်နိုင်တယ်ဟိုပေးချင်လည်းပေးနိုင်တယ်ပေးရင်လည်းလက်ခံမယ်ပြတ်ရင်လည်းလက်ခံမယ်ဒါပေမဲ့ဒီလိုကဏ္ဍမျိုးတွေကျတော့ကျွန်တော်တို့ဟိုတောင်းချီပြီးတော့တော့တောင်းချီပြီးတော့အလုံးစုံတောင်းချီပြီးတော့မထိုးတဲ့ကဏ္ဍလေးနော်လောကမထိုးတဲ့ကဏ္ဍအသိဉာဏ်ဆိုတာဝေလာဝေးပေါ့နော်အဲ့ပုံစံလေးစမ်းပါလို့ရှိတယ် ဒါကျွန်တော်ဒီပထမဆုံးတင်ထားတဲ့ဒီ6ကက်9ကက် site ဒီမှာအဲ့ပို့လေးနဲ့တင်ထားတာလေးကိုရှင်းပြချင်လို့ပထမဆုံး live ပေါ့နော်ဒါနောက်ဟာဒီကျတော့ကျွန်တော်ကဟိုဒီဖြည်းဖြည်းနဲ့ပဲအခုကျွန်တော်တင်ထားတဲ့ပို့တွေကိုပဲတစ်ဖန်ချင်းအဲ့တစ်ခုချင်းတစ်ခုချင်းရှင်းပြပေးသွားမယ်လောဆိုတော့ဒီ live နဲ့ပတ်သက်ပြီးတော့16ချိန်မှာအဲ့မှာကျွန်တော်ပြည့်နိုင်ရှိတဲ့ကဏ္ဍလေး၄ခွက်ပို့တင်ပေးလိုက်ပါတယ်အားလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာ